ဥစဉ်စပြီးတော့တရားအထုတ်တော့ဒွန်လဘဒွန်လဘကိုယ့်ရဲ့စကားနဲ့ပြီးတော့ဟိုကထွက်ကုန်ရောကိုယ့်ရဲ့ပြည့်ထွက်အခွင့်ပြည့်ထွက်ထွက်ဟာသူတို့တွေကကာမဂုဏ်ထောင်ကြမြုပ်ကွင်းပြီကိုယ့်ရဲ့ခွင့်ရလို့ထွက်လာတယ်ငါကထောင်မကြမြုပ်ကွင်းမမိသေးဘူးငါလွတ်နေတယ်ဒီတရားကောင်းတယ်ဆိုရင်ဆက်ကျင်ရမယ်ဒါနဲ့ဥစဉ်မိဘတွေသဘောတူတာတက္ကမတော်ရှိတာပေါ့အိမ်တော်မှမကြသေးဘူးဖြုတ်ရတယ်လေ အဲ့ဒါမဆမ်းဘူးအားနဲ့ကဲငါဒီတဘောကတော့တပတ်တဖို့ငါရောင်းကြည့်မယ်သုံးမျက်ချချချပြီးဆရာတော်ရှိသွားတယ်အရှင်ဘုရားအရှင်ဘုရားတပတ်တဖို့ရပြီလားသူ့မိတာနော်အရှင်ဘုရားတပတ်တဖို့ရပြီလားသောတာပန်ဖြစ်ပြီလားအရှင်ဘုရားကသောတာပန်တပတ်တဖို့ရမှတပည့်တော်တပတ်ဖို့ရအောင်ပြနိုင်မှာအရှင်ဘုရားကရောင်တောင်တောင်လို့ရင်တပည့်တော်ရောင်တောင်တောင်ဖြစ်မှာအရှင်ဘုရားရောင်ချင်းရောင်ကရုံတုံးပြီးငါခံပြီးမရောင်ဘူးအမိုက်ပုံနဲ့မိမနဲ့ရောင်မှတယောက်ဖဲပြောနေတာ သူ့သွားပြောနေတာ။ तू ကဘာမှမပြောကိုရောကြီးပြောနေတာ။ဆိုလိုတာကတော့ဥစဉ်ကိုမပြတ်မသားနဲ့လေးလေးလွတ်လွတ်နဲ့အတိတ်ပဲမရှိတဲ့ဟာနဲ့ကတော့ဘာနဲ့မှမရဘူး။ဥစဉ်ကလည်းအခြားသူတစ်ပါးကိုလေးလေးလွတ်လွတ်မဟုတ်ဘဲနဲ့ဥစဉ်ညွန်ကြားချက်တွေတစ်လုံးမှလေးလေးလွတ်လွတ်မရှိရဘူး။ဥစဉ်ပြတဲ့လမ်းကြောင်းကြီးရှောက်တင့်ရှောက်ထိုက်တဲ့လမ်းကြောင်းပဲဖြစ်ရမယ်ကြော်လျှောက်လို့မရဘူး။အဲ့ဒီတော့ကြောင့် ဝိပဿနာကျင့်စဉ်ကျင့်တဲ့ယောဂီသည်ကျင့်စဉ်အဆက်အဆက်အကုန်သိတာဘယ်ရောက်ပါပြီဘယ်ရောက်ပါပြီဘယ်ရောက်ဘယ်အန္တရာယ်ရှိပြီဘယ်လိုဆက်ရမယ်ဆိုတာအကုန်လုံးသိတယ်ကျင့်စဉ်နဲ့ပတ်သက်လို့ကတော့အတပြားမှမကြံအကုန်သိတယ်မှားတာလည်းသိဘယ်လိုလုပ်မှားပြီဆိုတာသိနေကိုမှားခဲ့တာဟုတ်အကုန်သိနေတယ်ပညာနဲ့မှားတာသိတော့ဘယ်လိုလုပ်ရင်ဘယ်လိုမှားတယ်ဆိုတာပညာသိနေပြီအဲ့ဒါကြောင့်မှားတာလည်းသိတယ်မှန်တာလည်းသိတယ် ဲ့ဒါကြောင့်ဦးဇေတို့ဒီဒုက္ခဝေဒနာမှဒေါသတိမခခြင်းနဲ့လောဘအဲ့ဒါမပြုတ်လို့ရတော့ဘယ်မှမရောက်ဘူးတွေ့တာ